မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာရဲ့မိတ်ဆွေတွေဒီတစ်ခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာကုန်အထိဗုဒ္ဓဖူးရာဥတာသမီးတွေတို့ဟောပြီးကျင်းပါတယ်ဥစားဗုဒ္ဓဖူးရာဥတာသမီးတွေမှာဟောခဲ့မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့ TikTok မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ live ကြပြီး20နဲ့2ခေါက်တောင်ဖြစ်သွားတယ် ကောင်းမှပါလေခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွနာတော့ပို့လေးတင်ထားရယ်เนาะ wifi ရောကအမိုင်ပြန်ဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့လဲဆိုတော့22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လိုစိတ်မရှိတော့ဘူးเนาะတော်တော်ဟိုလိုင်းကျသွားလို့ဆိုတော့ဆရာအဲ့ဒါလေးပြောရှင်ပါလေကောင်းပြီဆရာငယ်ပြီးနေဆိုရယ် Facebook ပြီးပါเนาะကဲမိတ်ဆွေတို့ဘောတူရအောင်သာသမီများလက်ရှိဟိုလာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာတွေမှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအတက်ခတ်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေတော့မဟုတ်ရင်မုန်းပြီးစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအဆိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာကနေပြီးတော့အာရုံးထွက်ပြစ်ချင်တာမျိုးလက်ရှိအချိန်နေတဲ့အနေထားကနေပြီးတော့ ဟိုတောက်ကွဲပြစ်ရှင်တာမျိုးမွန်းကြက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကိုမချမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လောလောလောမဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားအပါတတ်ပါတယ်ခင်ဗျာကောင်းပြီကြားပါလိမ့် ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘောကတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းကျော်ပါကျမ်းမာရေးနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးကို့ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးဟိုဆိုတာလို့ပေါ့ကိုကြောင့်မို့ပဲနည်းနည်းလေးအတွေးတွေလက်ချာချာလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တူးတဲ့တယောက်တည်းနေတာထက်အပူတွေရှော့ပြီးတော့ပါးစပ်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေနေနဲ့ကျမ်းမာရပါမှစုရစရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာရုံရောနဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနဲ့တက်တဲ့အတွက်သတိထားစင်နေရမယ့်ကာလဖြစ်တယ်အလုတ်က ်အလုပ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုပ်တည်စတင်ဖို့ဆိုရင်တရားလည်းမိမိမှာလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုပ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုသိကြတဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလုပ်လို့တော့အဆင့်ကျော်တတ်တာမျိုးလေးတွေမလုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတည်ဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုရသားသမီးတွေဟာတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာသိကြတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ် ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံးဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့လည်းမိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာတုကင်ငန်းတွေပတ်သက်ပြီးတော့ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျော်လင့်ထားသလောက်အချိန်အတိုင်းတာကြန့်ကြာနေတာမျိုးတွေကြုံရတဲ့အတွက်ယာတုလုပ်ငန်းကင်ငန်းတွေပတ်သက်ယာတုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်သို့တော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာတုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင်ခင်းတဲ့ OA ချန်ပြီးဝင်လာတာမျိုးတွေ အကျိုးပေးပါတယ်အဲနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OH Champion မီယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်ပြီးတော့အကျိုးပြုစေတော့ကာလဖြစ်တယ်လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိသားပါပြီးပါခရီးသွားပြည်ရင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ pass လို့ visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာအစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတတ်တတ်ပါလေတဲ့ငလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လာ အားနည်းစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက်ပြီး use size စဉ်းပြီးဖို့လိုအပ်ပါတယ်။ဘာကိုလှုပ်လို့အလင်းစလို့ဝုန်းနေတိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနည်းစီပြီးတော့ကံကိုညံ့စီတော့အပတ်တာအပိုင်ချဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလို့မလုပ်ဘဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုင်ပြီးမှာအထူးသဖြင့်တအူးတဲ့တယောက်တဲ့တစ်ခုတည်းလှုပ်တဲ့အလုပ်ငန်းလေးတွေထက်စက်တူလုပ်ငန်းလေးတွေညီကောင်မတို့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဆုရှယ်ယာကလေးတွေအပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအားတာကောင်းမှုပြီးအတူတက်နိုင်တော့ကာလဖြစ်ပါတယ်ခင်ဗျာငွေကြီး ငွေချင်းနဲ့ပတ်သက်လာရင်လက်ထဲမှာနည်းနည်းအနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ထောင်ကြီးတွေကြောင့်ဖြစ်စေမိသားစုကြီးတွေကြောင့်ဖြစ်စေငွေချင်းနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ထောင်ဘက်ကြောင့်အိမ်ထောင်ကြီးကြောင့်သို့မဟုတ်မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေချင်းနဲ့ပတ်သက်ရင်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေကအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်ခဲလေးတွေကြုံရတတ်တယ်ဆိုတာဒါလေးတွေကိုတော့တစ်ချက်ပြီးဆိုင်ပေးဖို့လိုအပ်ပါတယ်အိမ် ောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေသို့မဟုတ်မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်ဆောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတိပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးခြင်းနဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘက်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးကိုတတိထားစင်ကျင်ဖို့နဲ့မိမိနေတဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတတ်နိုင်လို့ညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘက်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးပြီးပေါ်အပ်တတ်တဲ့အတွက်တော့တတိထားစင်ကျင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့တစ်ခုရအောင်သားသမီးတွေကလူငယ်တွေအရှိန်နဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်တော်ပြုရန်စိတ်ဆက်ရန်တိုင်မြင်နေတာမျိုးတမီးစားတွေအနေနဲ့တုံးနဲ့တူတယောက်တစ်ယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင် ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မြင်နှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိษွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်နာမျိုးလေးတွေအရှိန်နဲ့ပတ်သက်လာရင်အစုပ်ပတ်တဲ့အကောင့်ဘက်ကိုပုံမှုအားပြုသွားတာမျိုးတွေကတန်ကိုတိုးတက်စေတော့အပတ်တာဖြစ်ပါတယ်ခင်ဗျာ ငဘောကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးခွာနေသူတွေခွဲခွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူချာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ချင်းမိတ်ဆွေတို့အနေနဲ့ချာလေဝေးလေလိုက်လေပြေးလေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ချင်းအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလို့နာကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နောက်တစ်ခါလေးမှမိမိရဲ့ပတ်ဝန်းကျင်မှာပဲရှိပြီးပိုကဝေးဝေးလန်လန်ချာနေရတာမျိုးတွေကြုံရတတ်တယ်ထို့ပြင်အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ကောလာဟာလာတဲ့င်းတွေအဆက်အသွယ်ပြတ်သွားတာမျိုးတည်ဆုံနေတဲ့အဆက်ရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာတဲ့င်းတွေဒီလို ကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကတ်ကိုပေါ်ပြနေတော့ဒါလားဖြစ်ပါတယ်ဒီအပ္ပဒါတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘုရားဥဒ္ဒသမီးတွေပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတတ်တဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ရင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့တက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ဘဲနဲ့ကိုရတာကိုအတိအញ្ញစီလောက်ဖြည်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဘုတခုရအောင်သားမြေဒီတစ်ပတ်တာအတွက်မှာ ခရီးထွက်ခြင်းကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခရီးသွားတွေပြည်တွင်းခရီးသွားတွေနဲ့ပတ်သက်ရင်တော့ရှေ့လို့ဆောင်ရွက်သွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခရီးတွေအလှူဒါနာခရီးတွေမိသားစုလက်ဆောင်ခရီးတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တယ်ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်မှာဆိုရင်အထက်လူကြီးအကြီးကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ပံ့ကိုဒီလဟာများစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားစီဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန်ဆန်းလိုက်ရင်အင်မတန်ကိုအားသာပြီးတော့ ထိပေါက်ကိန်းတို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာပိုဆိုင်ကိန်းနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံးနေရင်းနဲ့ဝင်လာနိုင်တော့အပတ်တာအပိုင်းရှာကာလရောက်ရှိနေပါတယ်အချိုးပေးတော့အယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့အဝါယောင်ခဲယောင်ခရမ်းယောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်တတိထားဆင်နေရမယ့်အယောင်တွေကတော့မိခိုးယောင် ဒီရောင်တွေသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားဆင်ပြေးပါရတယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံးကံကိုတိုးတက်ကောင်းမွန်ပါတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြန်နဲ့ရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြစ်ရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော့ဒီမှာအကျိုးပေးစီသောကဏ္ဍအဖျားတွေအနေနဲ့ဆိုလို့ရှိရင်၃ညကဏ္ဍ၊ခုနှစ်ကဏ္ဍ၊၆ကဏ္ဍနဲ့ကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စီပြီးတော့အကျိုးပြုစီပါတယ်အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေက ြာရင်နဲ့နှစ်ဦးတည်းနှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုတည်းနှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တကြိုင်နဲ့လှုပ်ဆောင်တာမျိုးတွေအားနေစီတဲ့အတွက်တကယ်လို့မှဒီလိုလုပ်ရပြီဆိုလို့ရှိရင်တော့တင်းလာရက်တို့ဘာလို့ကိုရှောင်ပြီးသွားပေါ့ဒီအထုတ်ပြင်မိတ်ဆွေတို့နေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တို့အလို့ငါရတယ်မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ ငရာတန်လေးတစ်ရက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေကင်းပြီးလိုရာအဆင်ပြေလာမှအသေးစားပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်အယောင်းထွက်စီမှုအတွက်ဆိုမိမိရဲ့ပုံပစ္စည်းတွေကိုဂတ်တူစာရွက်ကလေးတစ်ရက်နဲ့ရိုက်ပုတ်ပြီးတော့ရောင်းထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါရှစ်တဲ့အကြောင်းမဟုတ်တော့မုန်းတဲ့အကြောင်းနင်းမြန်ထွက်ဟာမမြင်ချင်တော့ဘူးဆိုလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရာအဆင်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကအားကောင်းစေရဘုတခုရအောင်တာသမီးတွေနည်းနည်းပြုလုပ်ရမယ်ရေရေအနေနဲ့ဆိုလို့ရှိရင်တော့ တခုရာဥတ္တမိတွေနေနဲ့ အတိတ်ကြံလေးဝင်ပြီးပါဝင်ရမယ့်အတိတ်ကံကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပထံအချင်းကိုပဲတနည်းကိုအချင်းဟေတုပစ္စယတော့ခေါင်းစဉ်တွေကိုပဲ24កောက်တနည်းကို24កောက်တိတိကိုလာပုံနဲ့ဒီဝင်ပြီးပါအစိုးညံ့နေဟာဘာလဲလို့မေးရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီဒီမီချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွဲမေးမြန်းနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယိုဧည့်သည်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒ္ဒမီတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြေဖြောက်တယ်ဆိုတာလေးကိုဆရာကနောက်ပြီး ီဒီယိုမှာပြန်ပြီးတော့ရှင်းလင်းပြပေးပါမယ်ကျေးဇူးတင်ပါတယ်အားလုံးအစီအမံကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ